သမ္ဗုဒ္ဓတာနမောတတ္တဗုဒ္ဓဝတောအရဟတောဓမ္မသမ္ဗုဒ္ဓတာအရှိခမချူဘူလာပဲဟုတ်တယ်ဟုတ်ကဲ့ရောရောဒနာရပါတယ်ဆံမျက်နှာ31အဒရဝေဒရဝယုဒ္ဓသမာဓိကောင်ကြည့်မယ်နော် ပါဠိရင်မူစပါအောင်ဗျာတပ္ပတဒိဒသုလကဘုဒ္ဓဗေယမဟာဂုဏာဒိတာတမန္တဒါဝန္တိဂုံဓာသောဘာသလက္ခဏာဘုဖြစ်စရာမရှိဘူးနဗိမာနော်သဗ္ဗထသိဒ္ဓလုံဆောင်သောအကျိုးမြတ်ကိုပြည့်စေတတ်သောအိုမြတ်စွာဘုရားသုလကဗုဒ္ဓပေယယမနတ်လူသုံးပုံသူတို့၏ဥဆုံးတည်ဟုသောလက္ခဏာဖြင့်တာဂုံသော ကုံဒသောဘာသလခဏသင်္ခွေပန်းဤတတဲ့ချင်းနဲ့တူသောသဘောရှိကုံသောအဝရှင်တော်ဖရာဤမဟာဘူနာမြတ်သောဂုဏ်တို့သည်ဒိတာဒိတာတမန္တာထောင်းခြင်း၌ဖြစ်ကုံသောဒိတာအယမနာတို့တို့ဒါဝန်တိပြေးသွားကုန်၏အဲ့ဒီကာထာလေးအဲ့ဒီကာထာလေးမှာတဲ့ဗာပြောထားတယ်လို့ဆိုလို့ရေစလုံးမမဲ့လေးနဲ့တွေ့ရဦးတယ်နော် စုလကဘုဒ္ဓဘေယပြမန်တို့လူသုံးမတို့ယူဥဇွန်တိဟူသောလက်ခုပ်ဖြင့်တောက်အကုန်သောလက်ခုပ်ဖြင့်တောက်တယ်ဆိုတာဘာကြီးတောက်တာလဲရည်တွေတောက်တာလဲနော်ရည်တွေချူရည်တွေတောက်တာလဲနော်ဘာတွေတောက်တာလဲဆိုတော့ဒီနေရာမှာကတော့မာကုနာတယ်ဆလုံးမဲလောက်တာလဲနော်မြတ်သောဂုံတော်တို့သည်တဲ့နော်မြတ်သောဂုံတော်တို့သည်မြတ်စွာဘုရားရဲ့အနည်းမြင့်မြတ်တဲ့ဂုံတော်တွေကိုလက်ခုပ်နဲ့တောက်တယ်ဆိုပြီးတော့ရည်တွေတောက်တယ်လို့မျိုးနဲ့တင်စားထားလို့ပေါ့နော်အတ္တရဝေ အရေးမဟုတ်တဲ့ဂုဏ်တော်ကြီးစုတော်တွေကိုရေကိုတောက်တလို့မျိုးနဲ့တောက်တယ်ဆိုတဲ့သဘောမျိုးနဲ့တင်စားထားလို့တဲ့အတ္တရဝေဒရဝယုဒ္ဓသမာဓိကုံမြောက်တယ်တဲ့နော်ဟုတ်ပြီဗျာအဲ့ဒါလို့ရှင်ဒီပုံစံလေးကြည့်ပါဦးအချဆမ်းနေပါလားဆမ်းနေပြရတော့ခွင့်အင်းကြာတော့ကြာခွင့်ကျွန်တော်ကြည့်ပါဦးနရဘုမရှင်းရတယ်လေနော် မကဲဦးဆောင်တေဟုသောလက်ကုပ်ဖြင့်ခတ်၍တောက်ချင်းသည်တဲ့ရေစသည်တို့၌သာရာကောင်းသောတရဝဓမ္မဖြစ်သည်တဲ့ထိုတရဝဓမ္မသဘောကိုအရင်မဟုတ်သောဘုရားရှင်ကုံတော်နဲ့တင်စားလို့ဆိုလို့တဲ့တရဝရုဒ္ဓသမတိကုံရောက်တာပေါ့ဆိုလို့ရှိရင်အမကြီးကြီးလေးဦးဇင်းတို့မြန်မာလူလေးလာရောက်ဆန်း၍ရွာလမ်းမြေမှာဝင်းဝင်းဝါးလာရောက်ဆန်းတယ်ဆိုတော့ဒီလိုဓမ္မစားလို့ရှိရင်စီဆန်းတာလို့ရေအရေးဆန်းတာလို့ရှိတာနော် အဲ့ဒါကိုလအယောင်လှန်ဆန်းတယ်လို့ပြောလိုက်တဲ့အတွက်အရင်မဟုတ်တဲ့တဘာဝကိုအရင်ဟုတ်တာနဲ့တင်စားထားလို့ပေါ့လေနော်တရားရည်အေအမြိုက်ဆေးကို တိုက်ကျွေးတော်မူသည်တရားဟောတာကိုပြောလိုက်တာပဲနော်အဲ့ဒါကိုတရားရည်အေဆိုပြီးတော့တောက်လို့ရတဲ့အရေးတက်သဘောနဲ့တင်စားထားလို့အမြိုက်ဆေးတဲ့နော်တိုက်ကျွေးတဲ့နော်အဲ့ဒီမှာကုန်နေမြောက်သွားတာပေါ့လေနော်ပုံစံနဲ့ရှင်းပါတယ်လေနော်ဒါဆိုဆက်သွားမယ်နောက်တစ်ခုတ် ငါတို့ကအကရဒီဘီကဒုဒါအဲ့ဒါပဲကဒုဓမ္မတမာတိဂုံလို့ခေါ်တယ်နော်အကရဒီဘီကဒုဒါပါဠိရေးအရင်ပူဇော်ကြည့်ပါဗျာမာရာရီဗလဝိတ္တထာဂုံဒါနာနာဟုယုဂုံဒါနာနာဝိဒါယုဒါသစ္စာမာနေညဝေဒေနာဇီနာဘာရဏတတဝါအဲ့မှာပုတ်ဖြတ်မယ်ဒုတိယဘာသာရဲ့အဆုံးဆုံးနာမှာ နာနာဝိဒါ လက်နဲ့ဆိုတော့အာယူတာအာလေးတစ်လုံးထပ်တို့လိုက်နော်ဝိဒါကလည်းမဖြစ်နဲ့ဝိဒါအာလည်းမဖြစ်ပဲနဲ့နာနာဝိဒါအာယူတာလို့ပုံဖြစ်မယ်ဟုတ်ပြီတတိယဘာရမှာလေးစားမာနာလေးစားမာနေညဝဝေဒနာတွေ့လားဗျာတဘာတော့အတွင်ဆိုတော့ဘယ်လဲအင်ညအင်ညအင်ညဝေဒနာအာလေးတစ်လုံးထပ်လိုက်မယ်နော်တဘာတော်ဆိုတော့အိညာဝေဒေနာတဘာတော်အတွင်ဖြင့်အိညာဝေဒေနာ စိနာဗရဏဒတဝရပြီနဲ့ပြလို့ရပြီစိနာစိနာမြတ်စွာဘုရားမာရာဒီဗလဝိတ္တထာမမင်းတီဟူသောယံသူ၏အစွမ်းတတိဖြင့်ပြလို့အကုန်သောနန္ဒဝိဒာထူးထူးမြတ်မြတ်ကုန်သော အာယုရလက်နတ်တို့သည်ကိုလက်နတ်တို့သည် ကုံတာတုံးကုံဒီဖြစ်၍လေစာမာနာ ရှက်ကုံဒီဖြစ်၍အင်းညာဝေဒေနာလက်နတိဟူသောမိမိအသွင်မှတပါသောပန်ပေါက်ပေါက်ပေါက်အသွင်အပြင်တဝရှင်တော်ဖျားဤဘာဒနတာခြေတော်တို့ညွတ်ကုန်ပြီစလုံးမဲလေးတွေကြည်ပါအာအနေမာရီဘလဝေဒထာမတခုနော် ဗာမန်မင်းတိဟုသောယံသူရဲ့သံသတိဖြင့်ပြည့်လွားကုန်တော်တယ်မန္တကြီးပြလိုက်တဲ့လက်နက်တွေပေါ့လေနော်မန္တကြီးပြလိုက်တဲ့လက်နက်တွေနာနာဝိဒာအာယုဒာမန္တကြီးပြလိုက်တဲ့ထူးထူးပြပြသောလက်နက်တွေဟာတဲ့အဲမြတ်စွာဘုရားထံမောက်ရောက်လာပြီဆိုလို့ရှိရင်တဲ့ဗာလိဖြစ်ကုန်တာလေစာမာနာတဲ့ဗာဖြစ်ကုန်လေဗျာရှက်ကုန်နေတယ်နော်ဒီကနေ့ကတော့လက်နဲ့တည်းတောင်းကုန်တာပေါ့ဟာမြတ်စွာဘုရားရဲ့ဒီမေတ္တာတော်တွေကရုဏာတော်တွေကြောင့် ဒီလက်နဲ့တွေဟာမြတ်စွာဘုရားရဲ့အထံမှောက်တော့မရောက်လာဘဲနဲ့ရတန့်ကုန်တယ်ပေါ့နော်အဲ့ဒါကိုပဲတင်စားလိုက်တာပဲလေဗျာရှက်ကုန်တယ်လို့ပြောလိုက်တာရှက်တယ်ဆိုတာကရောတို့တရှိတယ်နော်တရှိတရဝါရီနော်တရှိတရဝါရီရဲ့ရှက်တတ်တယ်ကြောက်တတ်တယ်ယွန်းတတ်တယ်အဲ့ဒီသဘောတွေကိုတမဲ့ရာဟုထုဖြစ်တဲ့အတွက်လက်နဲ့တွေမရှက်မကြောက်တတ်တဲ့လက်နဲ့တွေနဲ့တင်စားထားလို့ဆိုပြီးတော့အမရှက်မကြောက်တတ်တဲ့လက်နဲ့တွေကိုရှက်ကြောက်တတ်တယ်တရှိတရဝါရီရဲ့သဘောတဘာဝနဲ့တင်စားထားလို့ဟုတ်လားဗျာနော် အကရတိပီကတုဓမ္မတမာတိကုံမြောက်တာအမလိစ္ဆမာနာလေးချစ်ထားလိုက်ပါလားဖြာရှက်ကုန်ပြီဖြည့်ပြီအမရှက်တယ်ဆိုတဲ့စကလုံးလေးမှာကုံမြောက်သွားတာပါလေနော်လက်နဲ့ဒီကုံလုံးအားလည်းမြတ်စွာဘုရားထံရောက်လာလို့ရှင်တန်းဒီပေါက်ပေါက်တွေဖြစ်ကုန်နေတယ်နော်အဲ့လိုလေးဖြစ်ကုန်နေတဲ့ပြောလို့မလေးစကားတွေကဒီမှာကြီးပူတယ်နော်မာနာကြီးနဲ့မြတ်စွာဘုရားနဲ့ဖိုက်ခန်းနေပြီနော်အဲအဲ့ပုံစံလေးပါလေနော်အဲ့လိုရှိရင် ကနေရောဟိုဒရာထဲမှာရှိတယ်မလားကတာတတိဆိုတာနော်ကတာတတိကတုတတိဆိုတဲ့ယူလီယာချင်းသဘောတရှိတရွာတွေမှာဖြစ်တဲ့သဘောတွေနော်ကတုတတိနော်ဟုတ်ပါပြီဗျာဒါဆိုရှင်သူသူရဲ့ပုံစံလေးတကြည့်ပါအောင်ဗျာဒီစာအမှတ်စုမှတ်စုနတ်တညာနာကတုဓမ္မဓမ္မာရီကုန်နဲ့တဲ့နော်မိဂရနဲ့ရှက်တတ်သောကတုတတိအခြားအသွင်တစ်မျိုးပြောင်းလဲတတ်သောကတုတတိခြေတော်ဥခိုက်တတ်သောကတုတတိမရှိသော လက်နက်များ၌တဲ့ထိုကတားသုံးမျိုးတင်စား၍စီကုဖွင့်တဲ့ထားသောကြောင့်တဲ့ကတုဓမ္မတမာတိကုံမြောက်သွားတယ်တဲ့နော်အဲဒီလိုခုနကဂါထာမှာနားလဲတလူမျိုးပဲအဲမှာကြည့်ပါဦးအောက်နားလေးမှာကြပြားလေးတွေကြပြားလေးတွေဟိုအောက်နားလေးမှာလေနွေယူလီဟုံစည်းကာဆုံးသည်ကာခုံတိလာရော့ဝါမြန်နာမည်ကြီးကြပြားလေးပေါ့လေနော်ဟိုလီတွေတိုက်တဲ့အခါကျလို့ရှိရင်တိရွက်လီတွေလှုပ်သွားတာလေနော် အဲ့ဒါကိုတိရွက်လေးတွေကိုကခုံတယ်လို့ပြောလိုက်တာပေါ့နော်ကတာခုံတာတွေကတက်ရှိတရွားတွေနော်ပြောတော့လူသားတွေနွားတွေခွေးတွေမှသာလျင်ကတဲ့ခုံတာတွေလောက်တာလေနော်အဲ့ဒါကိုဒီတိရွက်လေးတွေလှုပ်သွားတာဟုတ်ပဲကခုံတယ်ဆိုပြီးတော့တက်ရှိတဲ့ပုံကိုယ်ရဲ့သဘောမှာတင်စားလို့ကဒုဓမ္မသမารိကုံမြောက်တာနော်ဟောဗီဗျံနေအယုံအောင်လန်ဆိုင်တော့အဲ့ဒါပါပြောတာနေအယုံအောင်လန်ဆိုင်တော့အောင်လန်ဆိုင်ရောင်ကြီးရ site site ထွက်တာပေါ့အော်နော်ဒီကူစိုက်တာလေဟိုနင်းပြဝပြင်ပွဲစသည်တွေမှာဆိုလို့ရှိရင်အောင်ပြီလို့နော်အောင်တဲ့သမတ်ချက်ကိုအခုနေရောင်ရင်ထွက်လာတာဟုတ်ပဲအဲ့ဒါနဲ့တင်စားတာလားနော်တင်ပါတင်ပါနေရောင်ကြီးဟုတ်ပါတင်ပါတင်ပါနောက်တစ်ခါချူလဲယူလဲမူနွဲ့နွဲ့ကျူတဲ့နှင်းစီရောလို့ကျနာနှင်းစီခိုင်းလေးတွေကိုပြောတာနော်အဲ့ဒါကိုဟိုမကလေးတွေလိုမျိုးပေါ့နော်ဟိုနွဲ့နွဲ့နောင်အမူအရာလေးတွေပြတ်တက်တယ်နှင်းစီဆိုပြီးတော့ တင်စားထားလိုက်တဲ့အတွက်နော်ကတုဓမ္မသမားတွေကိုမြောက်တယ်တဲ့ဟုတ်ပြီဗျာနော်ငယ်ရတယ်လို့ရှိရင်နောက်တစ်ခုသွားမယ်ကတိနာတာတတိတိပါဠိအရင်ပူသွားကြည့်ပါဗျာမုန်နေတာဘာနုမာကာလောဒီတော်ဘောတော်တရားစရေတဓမ္မရံတိနာပါတိဒိန္ဒမန္တဓမ္မံပရံအဲ့မှာပြောလို့သရုတ်တာဘာသာမှာကြည့်ပါဗိန္ဒမန္တဓမ္မံ ဘိန္ဒကိုဘိန္ဒံလို့လို့လာမနော်ဘိန္ဒံအန္ဒတမံပရံရပြီနော်ဘိန္ဒမန္တတမံကိုဘိန္ဒံအန္ဒတမံပရံဒါဆိုနပြီလို့ရရနော်ပြီးကြည့်မယ်ဗျာဘောတော်တရားဆက်ရည်တပိဏဉ္ဇံတိဟူသော နေထွက်ရာတောင်း၌ကာလောတိတော်နနခာ၌တလတ်သော မုနေဒဘာနုမာယာတိဟူသောနေမင်းသည်တဒမရံသိနာသူတော်ကောင်းတရားတိဟူသောရောင်ကြည်ဖြင့်အန္တဓမ္မမောတုသောမိုက်မောင်ကိုဗိဒံဖြစ်စီလျက်ပရံလောစွာဗာဒီထွန်လင်းတော့ပါ၏ပြောချင်တာကမြတ်စွာဘုရားတိဟုသောအာတပိဏညံတော်တိဟုသောနေထွက်ရာတောင်းတော်တောင်း၌တာတဲ့နော် အဲပြောချင်တာကမြတ်စွာဘုရားတပည့်နဲ့ညံတော်ကြီးနဲ့မလုပ်တာလဲဆိုလို့ရှိရင်မောဟတူတော့အမိုက်မောင်ကိုမလုပ်တာလဲဗျာဖြက်စီးတာဟုတ်တယ်နော်ဟိုမှာဖြက်စီးခြင်းဆိုတဲ့ကိရိယာလေးစလုံးမဲမဲလေးနဲ့ဘောတော်တရားစီမှာစလုံးမဲထားတယ်ဗိန္ဒမန္တတမမှာနည်းစလုံးမဲထားတယ်နော်ဘောတော်တရားစီတပည့်နဲ့ညံတော်ဒီဟုတော့နေထွက်ရတောင်းနိုင်တယ်ဗိန္ဒန္တတမမောဟတူတော့အမိုက်မောင်ကိုဖြက်စီးလျက်တယ်နော်ပြောချင်တာဒီ မောတဲ့သဘောတဘာဝကရွလို့မြင်လို့တောင်မရဘူးလေနော်အပြီးတော့မှသဘောတဘာဝနဲ့မတိချင်းမိုင်မဲချင်းဆိုတဲ့အဲ့ဒီမောဟဆိုတဲ့သဘောတဘာဝကိုတဲ့တပည့်တော်ကအဆိုင်ခဲကြီးတွေကြောက်တောင်ကြီးတွေမြေတောင်ကြီးတွေအိုခွက်ပကံတွေကိုဖွက်ဖြက်လိုက်တယ်လို့ဖြက်စီးတယ်လို့မျိုးနဲ့တင်စားလိုက်တဲ့အတွက်တဲ့နော်ဂရိဏတာတတိရသမารီကုံမြောက်သွားတယ်တဲ့ဒီကကြတော့ဗလဲဗျာအဆိုင်ခဲမဟုတ်တဲ့အရာတွေကိုအဆိုင်ခဲဒီမှာလှုပ်လို့ရတဲ့သဘောတဘာဝတွေနဲ့တင်စားလို့ဟုတ်တယ်နော်ဗျာနော် အမိုက်မောင်ဆိုင်ခဲမဟုတ်တဲ့အရာကိုဘယ်နည်းအမိုက်မောင်ဆိုင်ခဲမဟုတ်တဲ့အရာကိုအဆိုင်ခဲတွေကို ဖြည့်ဆည်းသလိုမျိုးနဲ့ဖြတ်ခွဲပလိုက်လို့ဖြည့်ဆည်းပလိုက်လို့ဆိုတဲ့အကားနဲ့တင်စားထားတဲ့အတွက်တဲ့ခရီးနတ်သားတတိတာတမာရီကိုမြောက်တယ်တဲ့နော်ဒါဆိုရင်သူ့ပုံစံတက်ကြည့်မှာဗျာနာလေးဆံမျက်နှာ1 3 8အောက်ဆုံးနားမှာဧကရဏိုက်တဲ့ဆိုင်ခဲဖြစ်သောတောင်ပြင်စသည်လိုဖောက်ခွဲအပ်သောသဘောဖောက်ခွဲမှုရာဆိုင်ခဲမဟုတ်သောပရမတ္တသဘောဝအတ္တရိတာဖြစ်သည့် မောဟအမောင်နဲ့တင်စားရဆူထားတဲ့အတွက်ကြောင့်မလို့တဲ့နော်ခရီးနာတမလီကိုမြောက်ပါတယ်တဲ့ပုံစံလေးကြည့်ပါဦးဘာလဲတန်တရာသောတန်စိန်တိတို့ကတန်တရာဒီတို့ရေအလျင်ကို ဖြတ်စည်းတယ်ဟုတ်တယ်နော်တန်တရာဒီတို့ရေအလျင်ကိုဖြတ်စည်းတယ်တဲ့တန်တရာကြီးကိုဟိုရေလျင်နဲ့တင်စားပြီးရေလျင်ကြီးကိုဖြတ်စည်းတယ်လို့လို့တာတကယ်တော့ တန်တရာဖြစ်စီလို့မရဘူးလေနော်တော်သူပဲသွားနေဖြစ်နေတဲ့သဘောတဘာဝလေးမြင်လို့တော့မရဘူးလေနော်အဲ့ဒါကိုတန်တရာတဲ့ရေလျင်ကြောနဲ့တင်စားတယ်အဲ့ဒီရေအလျင်ကိုဖြစ်စီပလိုက်တယ်လို့ပြောလိုက်တဲ့အတွက်အဆိုင်ခဲမဟုတ်တာကိုဆိုင်ခဲနဲ့တင်စားတယ်ဆိုတဲ့သဘောဖြစ်လို့နော်နောက်မြန်မာလိုကြည့်ပါအောင်ပြပါရစေတန်တရာဆက်ကအကွက်ကိုပဲဖြတ်ခုတ်ထွင်းတုတ်တင်ပြေးကား သန္တာဆဝန်းကြီးကိုပဲဖျက်ခုတ်ထွင်းတယ်ဆိုပြီးတော့ပြောတာတို့တို့ထင်းနေပါရင်ညာတွေကိုခုတ်ခတ်လှိလိုက်လို့မျိုးပေါ့အသားတွေငါတွေခုတ်ခတ်လှိလိုက်လို့မျိုးသန္တာဆိုတဲ့တဲ့ဆဝန်းကြီးကိုခုတ်ဖျက်လိုက်တယ်ဆိုပြီးတော့တင်းစားရတာပေါ့လေနော်ဒါတွေကတင်းစားတာပေါ်လွင်နေတယ်နော်အဲကြောင့်မလို့တဲ့အဆိုင်ကဲမဟုတ်တဲ့ຢာတွေကိုအဆိုင်ကဲနဲ့တင်းစားထားတဲ့အတော့တဲ့ဂရိနာတမာတိကိုမြောက်တယ်နော်ဗျာဟုတ်ပါပြီဗျာအင်း နောက်တော့သွားမယ်နော်နောက်တော့ကဘာလဲဗျာဝမနောကီရနာတရေတံကုနာဂௌတယပရိစုတံအတိတုံရမင်းညာတုကာမဝိန္ဒတိကမ္မတံဘာဘုဖြတ်မယ်ပထမပါရမှာကြည်ပါပထမပါရမှာဝမနောကီဒနာတိဒါနဒနာတိလို့လောက်လိုက်မယ် ဝမနုဂီတနာဒီလို့လုံးလိုက်မယ်ဆိုရင်အေတံဖြစ်သွားတယ်အဒီအေတံကိုရှေ့ပို့ပြီးတော့အေတံဘာဖြစ်သွားလဲဗျာဝမနုဂီရနာဒီအေတံဝမနုဂီရနာဒီလို့ဖြစ်သွားမယ်နော်အဲပြီးလို့ရှိရင်တတိယဘာရမှာတကြည်ပါအတိတုံဒရမဉ္ဉံတုကိုအတိတုံဒရံအဉ္ဉံတုကာမဝိတ္တိကမ္မတံကြည့်နော်နေပြီမနော် ဧတံဝမနောကိရဏာတိထိုပြုအံခြင်းကြိုထိုးခြင်းအစရှိသည်တိကုဏဟောတယပြိစုတံ ကိုယ်အပြစ်မှ မရွေလျောမူကားဝါဥပစာဖြစ်မူကားအတိတုံးတရံအလွန်ကောင်း၏အဉ္ဉံတုကိုယ်အပြစ်မှရွေလျောသောအခြင်းတဘာသောအခုနည်းဖြစ်သော ပြုအံ့ခြင်းကြိုးထိုးခြင်းစသည်အစ်စ်ဖြစ်မူကားဝါဥပစာမှတဘာမောချဖြစ်မူကားကာမံစင်စေကမ္မတံကမ္မဒေါသ၏အဖြစ်ကိုဝိန္ဒတိရ၏ဟုတ်ကဲ့အဲ့မှာစလုံးမဲ့လေးလောက်ထတာပါလေခင်ဗျာ ဝမနောဂီရနာဒီပေါ့နော်ပြုအာနာတွေကြွထိုးတာတွေပြုအာနာတွေဆိုတော့အာနာကိုပြောတာလေနော်ကြွထိုးတာဆိုအဲ့လို့ဖြစ်တာပေါ့နော်အဲ့ဓာတွေကတဲ့အဲ့မှာဦးဇင်းတို့နည်းနည်းလေးချစ်ပေးပါအောင်နော် ကုနာဟောတိယပရိစုတံပါလေဥပ္ပစာဖြစ်မှုကောချစ်လိုက်ပါအောင်နော်ဂုံရင်ဖြစ်မှမယူလျောမှုကတဲ့ဂုံဖြစ်မယ်ဆိုရင်ဥပ္ပစာဖြစ်မယ်ဆိုရင်အတိတော်တရားအလွန်ကောင်းတယ်ဒါကတင်စားပြီးတော့ပြောတာတဲ့နော်တင်စားပြီးတော့ပြောတာဥပ္ပစာအပြင် ပြောတာဆိုလို့ရှိရင်အလွန်ကောင်းတယ်ဂုံမြောက်တယ်နော် အဲ့ဒီကလေးမြတ် တကယ်အစင်မှန်ကြီးကတကယ်အန်ချလိုက်ပြီတကယ်ကြိုထိုးပြီဆိုလို့ရှိရင်တော့အဲ့ဒါလည်းရိုင်းသွားပြီပေါ့နော်မူရတယ်မကောင်းဆိုင်းတော့ရင်လည်းအန်ချလိုက်တာမျိုးတွေပါလိဆိုရင်အဆင်မပြေဘူးလေနော်အဲ့ဒါမျိုးဆိုရင်တော့တကယ်အစင်မှန်ဖြစ်လို့ရှိရင်ဘာဖြစ်လဲဘာတို့သားတင်လဲဗျာကမ္မဒေါသတင်လဲတွေ့တာနော်ဗျာဒီမလေးကမ္မတန်လေနော်ကမ္မတန်ဝိညာတိလေနော်ပြောချင်တာဒီပြုတ်အန်ချင်းကြိုထိုးချင်းဆိုတဲ့သဘောတရားတွေဒီတဲ့ဥပ္ပစာတင်စားထားတဲ့ဇာတ်တွေဖြစ်မဲ့ဆိုရင်အလွန်ကောင်းပါတယ်ဂုံမြောက်ပါတယ်တဲ့ အញ្ញံတို့တွေ့လာဗျာနော်ဥပစာမို့မဟုတ်ချက်ဖြစ်မယ်တကယ်အစ်မန်ကျွတ်ထိုးမယ်ပြုတ်အံမယ်ဆိုလို့ရှိရင်တော့ကမရဒတာတင်တယ်အလိမျိုးပြောလိုက်တာနော်ကမရဒတာပြင်တင်တယ်အကြသူတို့ရေးထားတယ်လေတကယ်ဆိုရင်တင်တယ်တဲ့တင်စားလိရင်ဂုံမြောက်တယ်တဲ့အဲ့နေရာမှာဦးဇင်းတို့ရေးထားလိုက်ပါအောင်ကန်တီတမာတိဂုံနှစ်ခုရေးပါအောင်ဗျာတမာတိဂုံတစ်ခုတည်းမဟုတ်ဘူးနဲ့ကန်တီဂုံပြောတော့ကမရဒတာလွတ်မြောက်လို့ရှိရင်ကန်တီဂုံမြောက်တာလေနော်ကမရဒတာကရိုင်းဆိုင်တဲ့အတွက်တင်ရတာ အဲမရိုင်းဆိုင်တော့ဘူးဆိုလို့ရှိရင်ကမ္မရတ္တမလွတ်တယ်လို့မျိုးကန်တီနှစ်သက်ဆရာဂုံတစ်ခုဖြစ်လာတယ်ပေါ့နော်ကန်တီကိုမြောက်တယ်ပြီးလို့ရှိရင်ဒီလိုတမာတိဂုံလည်းမြောက်တယ်ပေါ့တမာတိဂုံလည်းမြောက်တယ်တမာတိကို6ပါးတို့မှာတပါးပါပေါ့လေနော်ပြုအနာတွေကြိုထိုးတာတွေအဲ့ဒါတွေကဘာလဲဗျာတရှိတရွာတွေမှာဖြစ်တာမလားနော်ပြုအန်ခြင်းတွေကြိုထိုးခြင်းတွေနော်ပြုအန်ခြင်းကြိုထိုးခြင်းတွေတရှိတရွာတွေမှာ ဖြစ်တယ်သဘောတရားတွေနဲ့တင်စားတဲ့အတွက်တမာတိကုံမြောက်တယ်တဲ့ဂန္ဓိကုံမြောက်တယ်တမာတိကုံမြောက်တယ်ကမ္မရတ္တမလွတ်သွားရင်ပေါ့လေအဲ့ဘောကအဲ့လောက်ပဲပြောတယ်နော်အဲ့ဒါဥပ္ပစာဖြစ်သွားလို့တကယ်အဆင်မှန်တယ်လို့ရှိရင်တင်တယ်အဲ့ကြည့်ပါဦးဗျသူရှင်းလာတာလေးနည်းနည်းကြည့်ပါဦးဆံမျက်နှာ1 3 9ဝမဝမနုဂိဤကာထာဖြစ်နေပြဆောပဲပြီးတော့တဲ့ဘာနေမသမကောစသည်လို့တွေမုတ်ချမဟုတ်ပဲတဲ့ဥပ္ပစာတင်စားလေးနဲ့ချိမဘွယ်ကောင်းရွေးတဲ့ဥပ္ပစာမလို့ပဲတဲ့မုတ်ချရတဲ့သုံးဆွဲလေးမကောင်းတဲ့ဥပ္ပစာတင်စားတော့အနမ်းမှတပါတဲ့ အနဲ့တကယ်ပြိုခြင်းတကယ်လေတက်ခြင်းတကယ်ဝမ်းလျှော့ခြင်းအနက်ကိုဟောတော့ပုတ်ဖြစ်လျင်တော့တဲ့အေကံကမ္မတော်တာတဲ့နေတဲ့တင်စားလို့ရှိရင်တော့ကမ္မတော်တာမှာလွတ်တယ်ပေါ့ဗျာနော်အဲ့မှာအဲ့အိုက်ပုတ်ပြီးသားလေနော်အဲ့ပုတ်ပြီးသားအဲ့ပုတ်ပြီးသားနောက်တစ်ပုတ်သားကြည့်မယ်ဗျာနော်နောက်တစ်ပုတ်ကဘာလဲလဲဗျာ ကန္တီနံကန္တီနံဝမနပြာဇာမူတီမူနိပါရနခဝလီသန္ဒကန္တီပိဝန္တိဝနိဗ္ဗံတံကရွန်တိယောအိမံပုတ်ဖြတ်စရာမရှိဘူးအနပ္ပိမံနော်မူနိပါရနခဝလီမြတ်စွာဘုရားဤခြေတဲတော်အစဉ်တို့သည် ကန္ဒီနံမိမိအယောင်တို့ကို ဝမနာပြာစာပြုအံတိအဟံဖြင့်တန်ဆန္ဒံထိုလာကိုနှိပ်ပပံအယောင်မရှိသည်ကိုဂရွန်တိယောပြုကုန်လျက်သန္တာကန္တီလယောင်တို့ကိုပြေဝန်တီဝါတောက်ကုန်တကယ်တော့ဖြစ်ကုန်ဤဝါတောက်ကုန်တကယ်တော့မှတ်ထင်ကုန်ဤအဲဒီကာရလေးကြည့်ပါဦးအဲဒီကာရလေးကြည့်ပါဦး သူဘာပဲပြောလဲဆိုလို့ရင်မြတ်စွာဘုရားရည်ရှိတော့အနေအစင်တို့သည်တဲ့မိမိအယောင်တို့ကိုပြုအံသည့်အဟံဖြစ်နေတယ်အဲ့မှာဝမနာပြန်စားမှာစလုံးလေးမဲထားတယ်နော်ပြုအံသည့်အဟံဖြစ်နေတယ်ပြောချင်တာကမြတ်စွာဘုရားရည်ရှိတော့ယောင်လက်သေးတော့ယောင်လေးတွေကသူ့ယောင်လေးတွေတန်းတယ်လीနော်ခြေသေးလက်သေးတွေမှာသူ့ယောင်လေးတွေတန်းတယ်တန်းနေတဲ့အယောင်လေးတွေကတာမန်သူလိုမဟုတ်ဘဲနဲ့ပန်းအောင်လေးတွေနဲ့ပေါ့နော်အယောင်လေးတွေကတိုက်တောက်နေတာဖြစ်တဲ့အတွက်အယောင်လေးတွေအန်ထွက်နေတယ်ရှန်ထွက်နေတယ်လို့တင်စားလိုက်တာလေနော်အယောင်လေးတွေအန်ထွက်နေတယ်ရှန်ထွက်နေတယ်လို့ တင်စားလိုက်တာဖြစ်တဲ့အတွက်တဲ့ရွှေတွက်ကမ္ဘာဒေါသတို့ရဲ့အဆက်အနွယ်တွေပဲလေနော်အဲ့လိုမျိုးယူယူအရာဒီကိုအန်နေပြုတ်တယ်လို့ပြောလို့ရှိရင်ကမ္ဘာဒေါသတင်ပါတဲ့အခုကျတော့တင်စားပြီးပြောတာပေါ်လွင်နေဘာကြောင့်လဲဆိုမြတ်စွာဘုရားခြေသေးတော့အယောင်လေးတွေကပန်းလို့ယောင်လေးတွေအပြင်ကိုအန်ထွက်နေတယ်ရှန်ထွက်နေတယ်လို့ပြောလိုက်တဲ့အတွက်တဲ့ကမ္ဘာဒေါသမှာလွတ်သွားပြီးတော့တဲ့တမာတိကုံမြောက်တယ်တမာတိကုံနဲ့မကအောင်ဒီနေရာကိုဦးဇင်းတို့ရေးထားလိုက်ပါလားဂုံသုံးခုတောင်မြောက်တာနော်ကန်တိကုံရဲ့ကတုတာကုံရဲ့တမာတိကုံရဲ့ ကန္တီကုံရဲ့တမာတိကုံရဲ့ဟန်ကတူတာကုံရဲ့တမာတိကုံရဲ့ကန္တီကမလို့တမလွတ်တဲ့အတွက်ကန္တီကုံမြောက်သွားတယ်နှစ်သက်စရာကောင်းလို့ကတူတာဆိုတာကဟိုမအန်တက်တဲ့ခြေသေးတော်တွေကနေပြီးတော့အန်တယ်လို့ပြောထားလို့ဟုတ်တယ်ဗျာနော်တရှိတရှိတော်ဝါလေခုနတော်ဝါလေပြောတော့လက်နက်တွေရှက်တယ်လို့ပြောတယ်လို့မျိုးပဲလေနော်ခြေသေးတော်အယောင်တွေကပြုတ်အန်တယ်လို့ပြောလိုက်တဲ့အတွက်ကတူဓမ္မတမာတိကုံနော်ကတူတာလို့ရေးလိုက်ရပြီနော်အဲကတူတာကုံ ဲပြီးလို့ချင်းရိုးရိုးသမားတွေကိုမြောက်တယ်ပေါ့အဲ့လိုမျိုးလေးသုံးခုရေးထားတယ်ဗျာနော်ဟုတ်ပြီဒါဆိုလို့ချင်းပြောတော့နောက်တစ်ပုတ်သွားမယ်နော်ပါဠိလေးဆိုကြည့်ပါအောင်ဗျာအာစိတ်တကတုကံရုဇမိစေကိုဂုဏကမ္မတံသစိတ်တကတုကံပေတံဂုဏကမ္မယဒုတ်တမံအဲမှာကြည့်ပါအောင်ပထမပါရရဲ့အစုံရုစရတွေ့လားဗျာ ဲ့ဒါကိုနော်မမိတ်ဆေဝန်လို့လို့တာတဲ့အိမ်မအပေါ်ပို့လိုက်လို့ရှင်ရုပ်စံဟုတ်လားဗျာရုပ်စံနောက်ကအိတ်ဆေဝန်အိတ်ဆေဝန်ဖြစ်မယ်အိတ်ဆေဝန်အောင်တော့မအီမီနာလို့လာတယ်မလားဗျာနော်အီမီနာကိုရှေ့ဣတိလေးတစ်လုံးမှာထပ်ထုတ်လိုက်ပါဗျာနေ့တရက်ထဲမှာအိတ်ဆေဝန်ဣတိအီမီနာလို့သူကလောက်ထားတာအောင်နော်အိတ်ဆေဝန်ဣတိအီမီနာပကရဏအဲ့လိုလေးပြင်လိုက်မယ်နည်းနည်းလားနော်အေစီယောဣတိအိမိနာပဂရေနာဂုဏကမ္မတံ သစိတကတုကံပေတံကိုကတုကံပြီလို့ပြီရှင်းပို့လိုက်ပါဗျာသစိတကတုကံပြီဧတံသစိတကတုကံပြီဧတံအဲ့ဒီဧတံကလည်းဟိုးအပေါ်နာလေးမှာလေရုဇံရဲ့အပေါ်နာလေးမှာတန်ဝမနာတိလို့တွေ့လာဗျာနော်တန်ဝမနာတိနော်အဘွားပါဠိတွေကိုလိုက်လာတာတန်ဝမနာတိလို့လောက်ထားတဲ့အတွက်သူတို့ဒီဧတံကိုလည်းအစွဲလေးထည့်ပေးလိုက်ပါဦးမြေအောင်နောက်ကဧတံဝမနာတိလို့လုပ်ပေးပါဦး ဒီတိုင်းပြေးမရဘူးလဲဆိုရတယ်ဗျအဲအဲ့ဒါဆိုလို့ရှိရင်ဒီအနေတေးတိုင်းဖြစ်မယ်ဆိုလို့ရှိရင်ဒီလိုနေရာလေးတွေအခုခက်ခါဖမ်းတတ်တယ်လေနော်ဒီတိုင်းကွတိရေးခဲ့မယ်ဆိုလို့ရှိရင်ဘာမှမဟုတ်ဘဲနဲ့လေအနေအနေတေးတိုင်းကြလဲဆိုစမှဆိုလှုပ်ရှင်လှုပ်တာဗျအခုခက်ခါလေနော်အကြောင်လို့နေတရာတိုင်းကြာသွားအောင်တန်အတန်ဝမနာတိဆိုဝမနာတိလေးတို့ပေးပါအောင်ဗျအစွဲလေးထည့်ပေးတာဗောလေနော်အပေါ်မှာတန်ဝမနာတိလို့လုပ်တဲ့အတွက်အောက်ကလည်းဒေတံဝမနာတိကုဏကံမရုဒ္ဓမံရုဒ္ဓမံမှာအောင်နာမသိရလို့တွေ့လားဗျာ ဘယ်လိုပေါ်ပြလိုက်မလဲယတိဥဒ္ဓမံယတိဥဒ္ဓမံဘယ်လိုပေါ်ပြမလဲဗျာယတိဥဒ္ဓမံယတိတိယအကဲဖြင့်ညာဆိုတော့ယတိဥဒ္ဓမံရပြီနော်အဲ့ဒါလိုရင်ပေါ်ပြလို့ရပြီနေပေးကြည့်မှာဗျာ ဣသေဝဣသေဝဣတိဣမိနာပဂရေနာဣသဝခေပြီးသော အပြာအဖြင့်အစိတကတုကံစိတ်စေနာမရှိသော ကတရှိသောကုဏကမ္မတံမပြထမ်းသောဘုံကံရှိသောတံဝမနာတိထိုပြုအပ်ခြင်းသတိကိုသုဇံနိတ္တအာယိ တေတံဝမနာတိထိုပြုအံခြင်းစသည်တိသစိတကတုကံပိစိတ်စေနာရှိသော ကတရှိသောလိဂုဏကံမမပြတတ်သောဂုံကံရှိသည်စေတီတိယအကေရွေဖြစ်ညာဧဝံတတိဤတို့ဖြစ်သည်ရှိသောအုတ်တမံကောင်းမြတ်ဤအဲ့မှာနှစ်ပိုက်ပြောထားတယ်ဗျာဗြဟ္မာနဲ့ဒုတိယပါဒနှစ်ပိုက်ကတစ်ဖြက်တတိယနဲ့သရုတ်တာနှစ်ပိုက်ကတစ်ဖြက် အဲ့ဒါကြည့်ကြည့်လေအာစိတကတုကံရူစီယာမိတ်ဆေဟောကုဏဓမ္မတံကြည့်ကြည့်နော်အာစိတကတုကံဆိုတော့ဗာရလဲဗျာစိတ်စေတနာမရှိသော ကတာဟုတ်တယ်နော်စိတ်စေတနာမရှိသောကတာဥမာပေါ့ရုခောစိတ်စတိပေါ့နော်ရုခောတိပင်တိစိတ်စတိပြည့်ပေါ့နော်ဝါတော်ဝါယတိလီတိတိုက်ပေါ့နော်ဒါတွေကကတာတွေမဟုတ်လားဗျာနော်ကတာတော့ကတာပဲအာစိတကတာစိတ်စေတနာမရှိတဲ့ကတာတွေလေနော် ကတာဖြစ်နေရည်ဒီလိုရတဲ့စိတ်စင်နာမရှိတဲ့ကတာအဲ့ဒါကိုအာစိတကတုကလို့ခေါ်တယ်အာစိတကတာလို့ခေါ်တယ်ခုနကံမတံကြည့်ကြည့်ပါအောင်မပြထမ်းသောကံနဲ့ရိုးရိုးပြထမ်းတဲ့ကံနဲ့မပြထမ်းတဲ့ကံနဲ့ရှိတယ်လေနော်အဲ့ဒါကိုမှအပေါ်ကတွဲတွဲလိုက်တာကပထမနဲ့ဒုတိယပထမတွဲတာကဘာလဲဆိုလို့ရှိရင်အာစိတကတာအပ္ပရဏရှိ အပ္ပရဏကံရှိသောတမာတိကုံနဲ့ဦးဇင်းတို့ရေးလိုက်ပါလားနော်အပေါ်နှစ်ပါးဒါရဲ့ရှင်းနာလေးမှာရေးလိုက်ပါလား။ဘာလို့ပြတာလဲဆိုလို့ရှိရင်အစိတ်တကတ္တ အပရာဏကံရှိသောတမာတိဂုံပြတဲ့အဘောနှစ်ပါးဒါကအစိတ်တကတ္တအစိတ်တကတ္တအောအစိတ်တကကတ္တကာကြီးလေးတလုံးကျန်တယ်အစိတ်တကကတ္တအပရာဏကံရှိသောတမာတိဂုံအစိတ်တကကတ္တအပရာဏကံရှိသောတမာတိဂုံပြီလားဗျာ အာစေတကကတ္တအပရဏကံရှိသောတမာတိကိုစေစံရှိတဲ့ကတ္တနဲ့မပြထက်တဲ့ကံနဲ့တွေ့အဲ့ဒါကိုပြတာဒီအပေါ်နှစ်ပါးတဲ့အဲ့လိုရှိရင်အောက်ကပါတော့ကြည့်ပါဦးများသစေတကတုကံပေတံဂုဏကံမံရုဒ္ဓမံတို့ဘာပြန်ဖြစ်မလဲဗျာသစေတကကတ္တရဲ့အပရဏကံရှိသောတမာတိကိုဖြစ်သွားတယ်နော်အဲ့လိုလေးရေးပါအောင်ဗျာတတိယနဲ့သရုဒ္ဓပါဒနှစ်ကြောင်းအတွက်ကသစေတကကတ္တအပရဏကံရှိသောတမာတိကို tasirga gada tasirga gada tasirga gada abrana kan shi do pamadi ko ila bya tasirga gada abrana kan shi do tamadi ko byo chin na ga do di တတိယဘာသာမှာသစ္စကကတ္တဆိုတာကခုနပြောမနေ့ပေါ့ မြတ်စွာဘုရားဒီတရားဟောတော်မူတဲ့လူဒီသွားတယ်ဟာရနာအဲလူဒီသွားတယ်စသည်ဖြင့်အကတာတွေကြတော့တသိကတာတွေလေနော်စေစနာရှိတဲ့ကတာတသိကတာအဲကံကတော့တွဲတဲ့ကံကြတော့အပရဏကံမပြထမ်းတဲ့ကံအဲ့လိုမျိုးအတွဲဆိုလို့ရှိရင်နဲ့တသိကကတာအပရဏကံရှိတယ်တမာရီကုန်လည်းမြောက်ပါတယ်တဲ့ဒါကြောင့်လို့ဒီနေရာမှာဒီပုဂ္ဂပလန်ချလိုက်တာဗာလဲဆိုလို့ရှိရင်တနေတတ်မဲ့ကတာနဲ့အပရဏကံမှလည်းတမာရီကုန်မြောက်တယ်နောက်တစ်ခု တရှိကတ္တာနဲ့အဘရဏကံမှာလည်းဓမ္မရီကိုမြောက်တယ်ဆိုပြီးတော့ပြောထားတာနော်အဲ့ဒါကျနောင်နာလေးခြံနာကြအောင်နော်နတ်ပြန်တို့ခြံနာကြအောင်နော်ဒီကနေ့ဗုဒ္ဓသာသနာရှိတော်တိတ်တူဗုဒ္ဓသာသနာရှိတော်တိတ်တူ